ဆယ်မုံငါးတကောင်ရဲ့ညာစိတ်ငြိမ်မှုတစ်ခုရဲ့ဝန်သက်ထွက်သက်အောင်မှာဘယ်တော့မှဝါရောင်ပွင့်တွေဘယ်တော့မှဝါရောင်ပွင့်တွေဘယ်တော့မှဝါရောင်ပွင့်တွေဘယ်တော့မှထူးဆန်းတော့မှာမဟုတ်သလိုအမောင်တို့ထဲမှာမနှက်ပြန်တွေရမယ်မနှက်ပြန်တွေရမယ်မနှက်ပြန်တွေရမယ် ဘသူရောက်မလဲဘသူဝယ်မလဲပြစ်ဆုတ်ပန်းကိုအမိဖြစ်စားတော့အတိတ်တွေကအနာမှာရင်မှုတုံးကလည်းဒီလမ်းပေါ်မှာပေါ့ဒီလမ်းပေါ်မှာပေါ့လမ်းခွဲတစ်ခုမလို့လမ်းဆောင်တစ်ခုမလို့လမ်းကြုံလည်းမလိုက်ဘူးဒီခီးဟာနီးသလားမမေးခင်ရှောက်ရှောက် ရှောင်းတချိန်ချိန်မှာတော့ရောက်မှာပါပေါ့တချိန်ချိန်မှာတော့ရောက်မှာပါပေါ့ဒီနေ့လည်းဖြစ်နိုင်တယ်ဒီချိန်လည်းဖြစ်နိုင်တယ်ချိန်ရိုးပြတ်နေတဲ့စပိန်တစည်းကိုမိခိုရင်းလာရိတ်အောက်ကကိုရိတ်ကိုမိခိုရင်းလာရိတ်အောက်က ကိုရိတ်ကိုမိခိုရင်မိတွေနဲ့လောင်ကျွမ်းနေရာကမိခိုးတွေဒီရိတ်ကိုမှလာခိုးอยู่ချာညရာဟာဘယ်ထိမှခီးဆုံးမှလဲဝါကျန်ကင်းချာကထွက်လာတဲ့ဆောင်းဟာနှွေးမလာခင်ထိအေးဆုံးပဲတဲ့ခြေကလေးရေမင်းလည်းပဲချမ်းနေတော့မှာ ခြေကလေးရေမင်းလည်းပဲချမ်းနေတော့မှာပဲကတ်ထူပုံဝင်လေးရေမင်းလည်းပဲချမ်းနေတော့မှာပဲတိရွက်ချောက်လေးရေမင်းလည်းပဲချမ်းနေတော့မှာပဲအိမ်မိုးကလေးပဲချမ်းနေရှာရောတော့မယ်ဒေဘရှိသော နေထိုင်သက်ရှင်ခြင်းနဲ့ဘဝဆက်တိုင်းတွေ့ခြင်းနဲ့ တရားမဲမှုတွေကိုတော်လန့်ခြင်းနဲ့ခံစားချက်တိုင်းကိုတယောက်ယောက်နဲ့ဖွင့်ဟပစ်လိုက်ခြင်းနဲ့လက်ဖက်ရည်တစ်ခွက်တော့လုံးမှာပဲကိုပိုင်ဆိုင်တဲ့ကဘာတစ်ခုလုံးကိုခြေစုံကန်ပြီးထွက်ခဲ့တယ်ကျွန်တော်ပဲပြောခဲ့ပါမလဲကျွန်တော်ပဲပြောခဲ့ပါမလဲခမားတို့ပြောနိုင်တယ်နော် တခါတရံမှာမသက်ဆိုင်သလိုနေနိုင်သူတို့အတွက်နာကျင်ပေးရတာကိုကအရသာတချို့အရာတွေဟာသူရဲကောင်းဇလံတပုတ်ဆိုတာထက်ပိုခဲ့ပါတယ်သူအ